ဒီစာအုပ်ရဲ့ခေါင်းစဉ်ကစွမ်းရည်ကိုစီရှိကြသည်တဲ့မင်းနဖုံးပုံလေးကတော့စိမ့်ဆူနေတဲ့တစ်ပင်ပန်းပင်တွေကြားမှာမက်ရွှေပြားလေးရဲ့လက်ပြားလေးနဲ့မောင်တီကောင်တို့ကစားနေကြတဲ့ပုံလေးပေါ့ကိုလုံးကမျိုးရောင်တောင်မန်လေးကပန်းရောင်နဲ့မက်ရွှေပြားတောင်မန်အဝါပေါ်ကပန်းရောင်အဝိုင်းလေးတွေပါတဲ့မောင်လေးပြားမြေကြီးထဲတဝက်ဝင်နေတဲ့ကိုလုံးနင်းညောင်နဲ့မောင်တီကောင်တို့ပါပဲမြေကြီးပေါ်မှာတော့ အပင်ပေါင်းလေးနှစ်ပင်ရဲ့သိရွယ်ကျွေးလေးနှစ်ရွယ်ရဲ့မြေကြီးပုံလေးတွေရှိနေကြတယ်။မောင်လေးပြားနဲ့မတ်ရွှေပြားကတော့လေထဲမှာပြန်ဝဲနေတာပေါ့။သူတို့ဘာတွေပြောနေကြပါလဲ။ဆာမျက်နှာကျဲ့တခါတော့ကတစ်ပင်ကြီးတပင်ပေါ်မှာဆရာမကြီးဒေါ်စည်းခွဲ့ရဲ့စာသင်ကျောင်းရှိတဲ့။ဆရာမကြီးဒေါ်စည်းခွဲ့ရဲ့စာသင်ကျောင်းကတစ်ပင်အကြီးကြီးရဲ့အပေါ်မှာအသေးချာဆောက်ထားတာ။တက်ဖို့လှေကားလေးလေးရှိတယ်။ စာတင်ဆောင်ရဲ့ပတ်လည်ပါလဲဝရဏလေးရှိတယ်။ရေးထားတဲ့စိုင်းပုတ်ကတော့ဆရာမကြီးဒေါ်စည်းကွက်စာတင်ကြောင်းနဲ့ဆရာမကြီးဒေါ်စည်းကွက်ကဝဝခန့်ခန့်ကြီးအဖြူအစိမ်းဝတ်စုံကိုဝေးပြီးပန်းနီလေးတစ်ပွင့်ကိုလည်းပန်ထားတယ်လေ။ကျောင်းမှာဝင်ပေါက်တစ်ပေါက်ရှိပြီးလေးဝင်လေးရဲ့ကောင်းအောင်အလင်းရောင်ရဖို့ပရင်းပေါက်နှစ်ခုရှိတယ်။ဆမ်းညနာနဲ့အဲ့ဒီကျောင်းမှာတိတ်ရင်နေကြတဲ့မတ်ရွှေပြား မောင်ပိုးတုံးလုံးနဲ့မောင်တီကောင်တို့တကယ်ချင်းသုံးရှိကြတယ်။ဒီဇလန်းလေးတွေကဇက်လိုက်၃ရောက်လာပြီနော်။ကျောင်းသွားကြတော့မယ်ထင်တယ်။လွဲအိတ်လေးတွေကိုစိနေ။မက်ရွှေပြားကပန်းရောင်ပန်းမွင့်လေးတွေရဲ့အပေါ်မှာမောင်ပိုးတုံးလုံးကတော့တိရွယ်စိမ့်တွေရဲ့အပေါ်မှာမောင်တီကောင်ကတော့မြေကြီးပေါ်မှာပေါ့။စမ်းမျက်နှာတော့တနေ့တော့မက်ရွှေပြားကမောင်တီကောင်ကို င်းကလည်းညစ်ပတ်နေစုံနေတာပဲလို့ပြောလိုက်တဲ့။ဟုတ်တာပေါ့လေ။မတ်ရွှေပြားကနေတိုင်းပန်းမွေနေကြမှာနေရတာဆိုတော့နှပ်ပါလန်းစန်းနေတာကိုမြေကြီးဘုံကမောင်တီကောင်ကိုညစ်ပတ်တယ်လို့ထင်မှာပေါ့။မောင်တီကောင်ခမားမရှိပြားကကဲ့ရဲ့လိုက်လို့စိတ်ညစ်သွားတယ်ထင်ပါရဲ့မျက်နှာလေးကိုမှိုင်းသွားတာပဲစမျက်နှာလေးမောင်တီကောင်ကမရှိပြား ငါ့ကိုပဲပြောမနေနဲ့မောင်ပိုးတုံးလုံးကိုလည်းကြည့်ပါဦးအပြင်းကလည်းထူအစားကလည်းကြီးအသွားကလည်းနှိမ်ရုပ်ကလည်းဆိုးလို့ပြန်ပြောလိုက်တဲ့တဲ့ဟောအပြစ်တင်တာကမောင်ပိုးတုံးလုံးပေါ်ရောက်သွားခဲ့ပြီနော်အဲ့ဒါလို့ပြောလိုက်တော့စောင်းလေးကင်ထားတဲ့မက်ရွှေပြားမျက်လုံးလေးပြုတ်သွားတာပေါ့အမေအနာတော့ချုံမုတ်ကြီးလေးအတူတူပဲမျက်လုံးကြီးပြုတ်သွားတယ်စာမျက်နှာငါ အဲ့ဒီခါမှာမောင်ပိုးတုံးလုံးကမတ်ရွှေပြားကလည်းအလှတွေပြင်ပြီးပူပန်းပွင့်ဒီပန်းပွင့်တွေပေါ်မှာရှောက်သွားပြီးအလုံများကြီးအောင်စောင်းနေတာလို့ပြန်ပြောလိုက်တဲ့ဒီတငယ်ချင်းသုံးဦးကတော့လေတယောက်နဲ့တယောက်လှည့်ပြီးအပြစ်တင်နေကြတော့တာပဲနော်မောင်ပိုးတုံးလုံးကမတ်ရွှေပြားကိုအပြစ်တင်ပြောဆိုနေလိုက်တာမဆက်ကြီးကိုပြဲနေတာပဲမတ်ရွှေပြားကတော့အလှပြစ်မှာစိုးလို့ထင်နေပြုံးပြုံးလေးကိုယ့် ပန်းမွင့်လေးပေါ်ကနေလီသေးဟိုတောင်ပြန်တက်သွားလိုက်သေးတယ်။စာမျက်နှာချသူတို့ပြောနေတာကိုဆရာမကြီးဒေါ်စည်းကွက်ကြားသွားပြီးအေးမင်းတို့ပြောတာကအားလုံးမှန်တယ်။ဒါပေမဲ့ဆရာမကြီးတခုပြောပြမယ်။တယောက်နဲ့တယောက်အပြစ်တင်နေကြတဲ့သုံးဦးသားဆရာမကြီးပြောလိုက်တော့ငြင်းကုန်ကြပြီးစာသင်ခန်းလေးထဲမှာ ခုံလေးတွေနဲ့ထိုင်းလို့ဆရာမကြီးဘာတွေပြောမလဲဆိုတော့ကိုနားဆွင့်နေကြပြီပေါ့။ ခန်းထဲကစပွဲပေါ်မှာခေါင်းလောင်းလေးရယ်စားအုပ်သုံးအုပ်ရယ်တင်ထားတယ်အစိမ်းအောင်ကြောက်တင်မုံပေါ်မှာလည်းတစ်အပေါင်းတစ်ညီမချင်းနှစ်နှစ်အမြောက်နှစ်ညီမချင်းလေးလို့ရေးထားတယ်ဒီနေ့သင်္ကန်းစာဖြစ်မယ်ထင်တယ်ပရင်ပေါက်ကနေကောင်းကင်ကြီးနဲ့တစ်ပင်တွေကိုမြင်နေရတယ်စာမျက်နှာခုနဲ့မှာတော့မောင်တီကောင်ကတော့အမြင်ညက်ပတ်နေပေမဲ့အပင်တွေကြီးထွားဖို့ သူကမြင်းစီမြင်းနဲ့တွေ့ပေးနေရတာ။သူမရှိရင်အပင်တွေမကြီးထွားနိုင်တော့ဘူး။ဟုတ်တာပေါ့နော်။မောင်တီကောင်ရှိနေလို့မြင်းစီမြင်းနဲ့တွေ့ရနေတာ။ဒါကြောင့်မို့ဒုဗတ်ဝန်ကျင်မှာအပင်တွေကြီးထွားရှင်သန်နေတာပေါ့။မောင်တီကောင်ကညစ်ပတ်နံဆော်ပေမဲ့ကဘာမကြီးကိုအချိုးပြုတ်နေတဲ့သူပါလား။ဆရာမကြီးဒေါ်ကြီးကပြောနေတဲ့ပုံရဲ့အပေါ်ကအဝိုင်းလေးထဲမှာတော့တစ်ပင်လေးတွေကအစိမ်းဆိုနေပြီးအသေးအပွင့်လေးတွေ ပွင့်နေကြတယ်မြေစာရီတွေကကိုတပိုင်းထွက်နေတဲ့မောင်တီကောင်လေးကိုဂုံယူနေတဲ့ပုံစံလေးနဲ့တွေ့ရတယ်စာမျက်နှာရှင်မှာတော့မတ်ရွှေပြားကလည်းဟိုပန်းမွင့်ဒီပန်းမွင့်ပေါ်ရှောက်သွားနေတာတော့ဟုတ်ပါတယ်သူအဲ့လိုအလုံများနေလို့ပြားရီချုံချုံလေးတွေရနေတာပေါ့ကွယ်ဆရာမကြီးတော်ကြီးကအခုလိုရှင်းပြလိုက်တော့လေဟုတ်သားပဲမတ်ရွှေပြားပန်းမွင့်တွေပေါ်ပြန်ဝဲနေလို့သာပြားရီချူချူလေးတွေရနေတာ ကြည့်ပါဦးမက်ရွှေပြာပြန်ဝဲနေတဲ့အောင်မှာပန်းမွေလေးတွေကပွင့်နေလိုက်ကြတာအယောင်ကိုဆုံးနေတာပဲလိမ္မော်ရောင်နေပင်းကြီးကတော့ကြည့်ပြီးတော့ပြုံးနေလေရဲ့စာမျက်နှာကိုမှဆိုရင်အေးမောင်ပိုးတုံးလုံးကလည်းအပြင်းထုန်နေတာမဟုတ်ပါဘူးကွယ်သူကလှပတဲ့လက်ပြာလေးဖြင့်ပြန်တန်းနိုင်မို့ဒီလိုနေရတာပါမောင်ပိုးတုံးလုံးလေးအလှရောက်လာပြီနော်ဒေါ်စည်းကွက်ပြောပြထားတဲ့အဝိုင်းလေးထဲမှာတော့ သူကလည်းအပြင်းထူနေတာမဟုတ်ပါဘူးသူကတဖြည်းဖြည်းနဲ့လိပ်ပြာလေးဖြစ်လာမှလေတီးရွက်လေးတွေပေါ်မှာမောင်ပိုးတုံးလုံးလေးကနေတဆင်ချင်းအကောင်လေးဖြစ်လာပြီးနောက်ဆုံးလှပတဲ့ရောင်စုံလေးပြာလေးဖြစ်သွားတာကိုတွေ့နေရတယ်။အိုးလှလိုက်တဲ့လေးပြာလေးပါလား။စာမျက်နှာတဆင်မှာဟောပြောရင်းဆိုရင်လည်းမောင်ပိုးတုံးလုံးက လက်ပြားလေးဖြစ်သွားပြီဟေ့လက်ပြားလေးကအခုချိန်အားစပြီးပန်းလေးတွေအများကြီးပွင့်အောင်လုပ်ပေးနိုင်တော့မှာဟုတ်ပါရဲ့နော်ထလာလိုက်တဲ့လက်ပြားလေးမောင်ပိုးတုံးလုံးလေးကအရင်လိုရုံမစိုးတော့ဘူးသိအီကိုလှတဲ့ရောင်စုံလက်ပြားလေးဖြစ်သွားပြီအကြောင်းသေးဆုံးနဲ့ပန်းမွေလေးတွေပေါ်မှာပြန်ဝဲလို့နေမင်းကြီးကလည်းဖုံးဆန်အတိုင်းပြုံးလို့ပေါ့စာမျက်နှာဆက်တက်မှာတော့ เอ๊ะแล้วสมัยทุกอาลองอ่ะปังกลีฤป่วยอ๋องตะမျိုးสีลุบไปนี่จ้าราปอนเนาะลาบาบีเนี่ยตะพงก็ปုံนี่ကြောင်စုံလေးပြလေးရဲ့အရွှေပြလေးရဲ့မောင်တီကောင်ရဲ့ပျော်ရွှင်နေကြတာသူတို့အားလုံးအစွမ်းတက်သည့်ကိုစီရှိကြတယ်ဆိုတာသိသွားကြတော့ပျော်ပြီပေါ့သူတို့သုံးဦးချစ်ချစ်ခင်ခင်နဲ့ပန်းဝင်လေးတွေပွင့်အောင်လုပ်ကြတော့မယ်ဒုက္ခပါကြီးလှပတော့မှာပေါ့ စာမျက်နှာဆက်နေမှာဆိုရင်အေးဟုတ်တာပေါ့ကွယ်လို့ဆရာမကြီးကပြောလိုက်တယ်ကွယ်။ဒါတို့တမီးတို့တွေရောဘာရီလုံနိုင်ကြတယ်ကွယ်။ကဲဆရာမကြီးတို့ဇီဘွားကတော့တည်တည်ချာချာရှင်းပြလိုက်ပြီ။ကလေးတို့လည်းသဘောပေါက်ကြရောပေါ့။ဒီစာမျက်နှာမှာတော့ဆရာမကြီးတို့ဇီဘွားရဲ့ပုံကိုအကြီးကြီးမြင်ရတယ်။နောက်ဆုံးစာမျက်နှာမှာကတော့မက်ရွှေပြားရဲ့ ဘိုးတုံးလုံးကဖြစ်လာတဲ့မောင်လေးပြားလေးရဲ့မောင်တီတော်တို့ရဲ့တုံးဟာခရမ်းရောင်ပန်းမွင့်ကြီးရဲ့ဘေးမှာပျော်ရွှင်စွာရှိနေကြတယ်။မက်ရွှေပြားကတော့ပန်းဝင့်ကြီးအပြည့်နဲ့ကြိုင်ကလေးကိုဆွဲလို့ပေါ့။လေးပြားလေးကပန်းဝင့်ဆန်လေးပေါ်မှာနားနေတယ်။မောင်တီတော်ကတော့သူ့ရဲ့မြေချင်းပြည့်ကျစားတဲ့ဘေးမှာရှိနေတယ်လေ။ဒီတော့ကလေးတို့အားလုံးတငယ်ချင်းချင်းချင်းအပြစ်မတင်ကြပဲချင်းချင်းနာနာနဲ့မြစ်တာတရားထားကြရင် နှပါရဲ့ကဘာကြီးဖြစ်အောင်ဖန်တီးနိုင်ကြပါစေကွယ်စွားရဲ့ပေါ်ကြီးရှိကြသည်မေတ္တာလေးတွေရောင်းဆောင်ချဲဝိဉ္စဆုံးပါれပညာကျွယ်ဖို့စာကျိုးစာတောင်းနေမတူလားပြားကလေးတွေကြဝီဝီမမမခေါ်ပြီးမိဘကူညီဘုံမချသမီးနဲ့မတူလားမြေကြီးတွေကဒီကောင်ဟာမြေဩဇာကိုဖြစ်စေတာ 苗族的桑烟铺，达人的米油煮沙茶。